ဆိုတော့ဒီနေ့အစီအစဉ်ကိုဒါအဓိကပံ့ပိုးကူညီပေးတဲ့ One Space ကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဒါကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပေးတဲ့အားလုံးလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒီကနေ့ကတော့ဒါ International ပွဲစဉ်ပေါ့လေမနေ့ကဆိုရင်ဒါနိုင်ငံခြားခြေစစ်ခြေဆမ်းခြေစစ်ပွဲတွေဆက်ပြီးကံသွားတယ်အသင်းကြီးတွေကတော့ထုံးစံတိုင်းရလက်တွေကောင်းတယ်ဒါ Netherlands ထပ်ပြီးနိုင်တယ်လောက surprise ကနော်ဒါဟို Austria ရှုံးပွဲတွေ့သွားတယ် ချို့ surprise ရလဒ်တွေရှိတယ်ဒီနေ့လဲကျွန်တော်နောက်ထပ်ပွဲကြီးပွဲကောင်းတွေရှိတယ်မင်းညာကဂါနာအသင်းကမ္ဘာဖလားချစ်ပွဲအောင်သွားတယ်ဒီကနေ့မှာမြောက်အိုင်ယာလန်နဲ့ဂျာမနီပွဲရှိတယ်ဆလိုဗာကီးယားနဲ့လက်ဆင်ဘတ်ရှိတယ်ဆလိုဗီးနီးယားနဲ့ဆွစ်ဇာလန်ရှိပြီးတော့ဆွီဒင်ကကိုဆိုဗိုနဲ့ကမ်းမယ်အိုင်စလန်နဲ့ပြင်သစ်ရှိပြီးတော့ယူကရိန်းနဲ့အာဇာဘိုင်ဂျန်ဘယ်ဂျီယံနဲ့ဝေးစ်နဲ့ဘယ်ဂျီယံရှိတယ်ပြီးတော့မြောက်မက်ဆီဒိုနီးယားနဲ့ကာဇက်စတန်ရှိတယ်ပေါ့လေအိုက်ပွဲတွေအများကြီးရှိတယ်ဆိုတော့မနေ့ကကျွန်တော်တို့ ဒီဒီအခုလောလောဆယ်စိတ်ဝင်စားစရာပေါ့လေဒါဒီ season ကိုကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ဒီကိုပေးတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါအမြင်နဲ့အားပေးကြတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်တကယ်လို့ဒါဒီကျွန်တော်တို့ရှီမှာအကောင့်ဖွင့်နေတာတို့ ဒါတခုခုလောက်ချင်လို့ရှိရင်တော့ UKM ဆိုတဲ့ promo code သုံးနေပါတယ်ဒီ season ကိုအဓိကပံ့ပိုးကူညီပေးတာတော့ 1x ပါပေါ့လေဆိုတော့ 1x မှာအကောင့်ဖွင့် UKM ဆိုတဲ့ promo code ကိုသုံးနိုင်တယ်တရားရုံး bonus တွေရယူနိုင်ပါတယ်နောက်တစ်ခုကတော့ငွေသွင်းငွေထုတ်လုပ်ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ deposit လုပ်ခြင်းနဲ့ withdraw လုပ်ခြင်းနဲ့ဆိုပြီးအားလုံးလဲကျွန်တော်တို့ရဲ့ messenger မှာလာရောက်ဆက်သွယ်လို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးကြပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီကနေ့က ဒါ international ပွဲတွေအချို့ရှိတယ်ပြီးတာနဲ့ကျွန်တော်တို့ရှေ့တစ်ပတ်ကြာရင်တော့ကျွန်တော် Premier League ပွဲတွေရှိမှာပါဆိုတော့အခုလောလောဆယ်ကတော့ကျွန်တော်ကဒီလေစိတ်တစ်ခုရောက်နေပါလေခီးခဏသွားနေဒါ Apple တစ်ခုမှာကျွန်တော်လေစိတ်တစ်ခုရောက်နေတယ်ခီးခဏသွားနေဆိုတော့ဒါအခုပထမဆုံးနေနဲ့ဒါအခု Okay ပထမဆုံးနေနဲ့ယူရိုမှာ EPM မှာ Manchester City ရေပန်းစားလာဆိုတော့ Man City ကအခုသူတို့ရဲ့အထူးကကစားမတော်တော်များများပြန်လာပြီဗျ။ကျွန်တော်မနေ့ကတော့သတင်းတပုတ်လေးလုပ်တယ်။အဲ့ဒီသတင်းထဲမှာဗာလဲဆို Manchester City ရဲ့ Rodri ပြန်လာပြီ။ Rodri ပြန်လာပြီပြီးတော့ဒီ Cusano ပြန်လာပြီ။ Omar Mahmoud ပြန်လာပြီ။ Ryan Agnori အပါဝင်သူတို့ကစားမတွေပြီးတော့ Ryan Chucky လည်း fit ဖြစ်မယ်ပေါ့ထင်တာဗောလေ။ဒီတစ်ပတ်သူတို့ Everton နဲ့ကမ်းမယ်။အဲ Arsenal ရဲ့ Martin Odegaard ကတော့အခုလောလောဆယ်မှာအတိအကျသေးကြတဲ့သတင်းမရသေးဘူး။သူကတော့ အရင်မစိုးရင်ရဘူးဆိုတဲ့တချို့ report တွေတော့ရှိတယ်မာတင်အိုဒီကသတင်းနဲ့ရှိတာပေါ့လေအဲ့ဒါအပြင်ကိုတခြားတခြားတော့ကျွန်တော်တို့ဒီအကြောင်းရပေါ့လေနောက် Manchester United ကလာမယ့်နွေရာသီဒီနွေရာသီမဟုတ်လေဆောင်းရာသီဒီနွေရာသီကြာရင် Bruno Fernandes ကိုရောင်းဖို့သူတို့စဉ်းစားလျက်ရှိတယ်ဆိုတဲ့သတင်းတက်နေတယ်သူတို့ Bruno ကိုနွေရာသီဈေးကွက်ကြာရင်တန်တရား တ်ဝန်းကျင်လောက်ရရင်ရောင်းပေါ့လေနောက် Man United က Adam Warden ကိုစိတ်ဝင်စားတယ်တချို့ report တွေမှာတန်60လောက်တောင်ပေးပြီးတော့ခိုယူသွားနိုင်တယ်ပေါ့လေတန်60ရတော့ကျွန်တော်တင်တော့မလောက်တော့ဘူးဘာလို့ဆိုဒီတမကဈေးကြီးတယ်သူကဈေးလည်းကြီးတယ်80 80လောက်တော့ရှိလောက်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့တန်60လောက်နဲ့ခိုချင်တယ်ဆိုတဲ့သတင်းတွေတက်တယ်နောက် Chelsea ကတော့ကိုသမားတိကိစ္စထက်သူတို့ကတော့ကိုသမားကိုຫນွေရာတိမှပဲခေါ်တော့မယ်ဆိုတဲ့သဘောတရားမျိုးပေါ်ပြထားပြီးတော့ Robert Sanchez ကိုတော့ဟိုလိုလိုဆက်မှာယုံကြည်မှုအပြည့်ဝပေးထားတယ်လို့ဖော်ပြထားတယ်။ Liverpool က Ibrahima Kanate injury နဲ့ပြန်လာတယ်။ Alisson Becker ကအခုလိုလိုဆက်မှာကျွန်တော်ဓာတ်သိထားတာတော့ November International Break မှာအပြီးမှာပဲ Alisson Becker ပြန်လာမယ်။ So Liverpool မှာအခု Giovanni Leoni ဒဏ်ရနေတယ်။အဲအလစင်ဘက်ကဒဏ်ရာရတယ်အဲ့ဒါကိုမှခနာတိပါဒဏ်ရာတော့ fully fit ဖြစ်တာကဂျိုကူမတ်နဲ့ဗာဂျေဗန်တိုက်ပဲရှိတယ်မနေ့ကတော့ဗာဂျေဗန်တိုက်က တကိုးသွင်းသွားတာပေါ့လေနယ်သာလန်ကိုးပြတ်နိုင်တဲ့ပွဲမှာလိုလီဘောင်မှလည်း injury ပြဿနာလီဘောင်ကအခုသူတို့ဘိုနောက်ခံလူပြဿနာဒီကိုဖြည့်ရှင်းနေတဲ့နောက်နီးပြအာနီစရောကိုတတန်းတိုးဖို့လုပ်နေအခုကျွန်တော်နားလေထားတာကဒီရောဥပမခါနိုးကိုလီဘာပူးလည်းသဘောကျတယ်ရမ်မတွေ့အပါဝင်အသင်းတော်တော်များများသဘောကျတဲ့အချိန်မှာအဲ့ဥပမခါနိုးကိုဒါအခုလောလောဆယ်မှာဒီဘိုင်မြူနစ်ကတတန်းတိုးနိုင်တော့မထင်နဲ့60ခန်းလောက်တော့တေးကြတယ်ဆိုပြီးတော့တချို့ report တွေမှာတက်တယ် ဆိုတော့ဥပမခန်းတို့တက်တန်းတိုးသွားမယ်ဆိုရင်တော့ကျွန်တော်သိပြီးသားအဲ့ဘိုင်မြူနစ်ကစားသမားကြီးတော်တော်များများအတော်တော်အသင်းကထွက်ခဲ့တယ်ဗျာတော်တော်ကြီးအခြေအနေဆာမှာကျွန်တော်အသင်းကထွက်သွားတာဆိုလို့ဟောလောက်ပဲရှိတယ်ဟိုအလွတ်ပြောင်းရွှေ့ရှင်းထွက်တာအာလဘာလောက်ပဲရှိတယ်တော်တော်အသင်းကထွက်တာရှားတယ်ဗျာအလွတ်ပြောင်းရွှေ့ရှင်းသူတို့ရှိလို့ဒါအလွတ်နဲ့ရအောင်ရောက်မှာပေါ့လေဆိုတော့ရီယယ်မက်ဒရစ်ကလည်းဥပမခန်းတို့ကိုလိုက်နေတယ်ဒါမဲ့ဥပမာကားတို့တက်တန်းတိုးမယ်ဆိုရင်တော့မာကေဟီအခုမာကေဟီကို လိုက်နေတဲ့ကလပ်သင်း၄သင်းနဲ့၆သင်းကြားလောက်ရှိလို့တရင်တွေတက်နေတယ်မာကီကအခုလောလောဆယ်မှာသူ့ရဲ့ contract ကအနုရသီမှာကုန်မယ်ဒါပေမဲ့အဲ့ကစားမကအဲအဲ့ကစားမကဘာလဲဆိုတော့မာကီကလီဗာပူးကပြီးခဲ့တဲ့နှစ်ရသီတုန်းကတပတ်ကိုသူ့ရဲ့လာတာက Palace မှာ9000ရတယ်အဲ့ဒါကိုလီဗာပူးကတပတ်ကိုတသိန်းထိပေးပြီးတော့9နှစ်စာချုပ်နဲ့ကမ်းလှမ်းနေကစားမကလည်းလီဗာပူးကိုပြောင်းဖို့သဘောတူလိုက်တယ်ဒါပေမဲ့ Palace ရဲ့အပြောင်းအရွှေ့ချပြတ်သွားတယ်ပြတ်သွားတော့ အခုလက်ရှိမှာ तू ကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်တယ်ဆိုတော့ तू ကိုအခုဒီချိန်ခေါ်မယ်ဆိုရင်ပြောင်းရွှေ့ခြင်းများပြီ။ဘာလို့ပြောင်းရွှေ့ခြင်းများလောကလာစာများမှာ9000တသိန်းနဲ့မရတော့တသိန်းနဲ့မရတော့ကျွန်တော်ထင်တော့သိန်းခွန်း2သိန်းလောက်ပေးရနိုင်တယ်။ပြီးတော့အခု Real Madrid လိုက်တယ်၊ Barcelona လိုက်တယ်၊ဒီပြီးတော့ Juventus လိုက်တယ်၊ Liverpool ရဲ့ Manchester City ရဲ့ Chelsea အသင်းတွေလိုက်နေတာပေါ့လေ။ Now Rodri က Real Manchester City နဲ့ contract က2029တိရှိတယ်။တကယ်လို့ ရူဒရီကအခု City ကတက်တန်းတိုးဖို့သဘောတူညီမှုရဖို့ခက်ခဲတယ်သဘောတူညီရဖို့အဆင်မပြေဘူးဆိုရင် City ကရူဒရီကိုရောင်းနိုင်တယ်သူတို့ကတော့တက်တန်းအဓိကတိုးမှာဗောလေရူဒီရဲ့ contract က2029 ठी စာချုပ်ရှိတယ်အဲ့စာချုပ်တိရစာချုပ်တိမချုပ်နိုင်ရင်ရူဒီကိုမန်စီးတီးကထုတ်နိုင်တယ်ထုတ်မယ်ဆိုရင်သူတို့ကယူရို65သန်းနဲ့80လားဂျားလောက် ठी သူတို့ target ထားတယ်ဆိုတော့ Manchester City ကနောက်သူတို့ကအဓိကဗျာအနာဂတ်မှာဒီအေအနာဂတ်မှာဘယ်လိုပြောမလဲဆိုတော့ ီဂျောင်းနာဗက်စ်တို့အပါဝင်ကွင်းလေကစားမှာ၂ယောက်လောက်သူတို့ရှာနေတယ်အဓိကတော့ root tree နေရာရေရှိအစားထိုးဖို့ဒါကလည်းထွက်ချင်မှလည်းထွက်မယ်ဒါပေမဲ့ရေရှိ plan နေနဲ့ကြည့်ထားတာကျွန်တော်တင်တော့ဟိုအာနီဆိုကိုမထုတ်ပါဘူးအာနီဆိုကတက်တန်းအောင်တိုးဖို့လုပ်နေတဲ့ကိစ္စအာနီဆိုလေဘာဘူးကတက်တန်းတိုးဖို့လုပ်နေတာသူက2028တိရှိတယ်သူ့ကိုထပ်ပြီးတက်တန်းတိုးမယ်ခိုင်ဟာဗက်နဲ့ PRO ဟင်ကီဘီကအခုတိုင်ရပြက်တာကတက်တာလာလို့မကြမီပြန်ကစားနိုင်တော့မယ်ဒါမန်ချက်စတာယူနိုက်တက်ကဘရူနိုဖနန်ဒက်စ်ကို စောင်းရသည်မို့နွေရသည်မှရောင်းပါဒါပေမဲ့သူတို့ကွင်းလေတယောက်ပြန်လိုက်မယ်ဗောလေအလီယက်အန်ဒါဆန်ကပြောင်းရွှေ့ချီတန်းခုနစ်ရှစ်စလောက်ရှိတယ်ကာလုစ်ဘာလီဘာ136တန်းနဲ့တရတရနဲ့136တန်းလောက်ရှိတယ်အဲပြီးတော့မှအခုအဒမ်ဝါဒန်လည်းအနည်းဆုံးတော့80 80လောက်တော့ရှိလောက်တယ်ဆိုတော့ဒါတော့အခုဒါကျွန်တော်အခုလေးစိတ်ဗောလေဒါလေးစိတ်မှာဆိုတော့အခုလောလောဆယ်မှာဒါကျွန်တော်လေးစိတ်ရောက်နေတဲ့လေးစိတ်မှာကျွန်တော်ခီအလုတ်ကိစ္စတစ်ခုနဲ့အပြင်ခီခဏသွားတာလေဆိုတော့ ဘယ်လိုပြောမလဲဆိုတော့စိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီးပဲနောက်တစ်ခုကအခုဘာစလိုနာအသင်းကအခုလက်ရှိမှာဖမင်းလိုပတ်ရဲ့ရာဖင်ညာရဲ့နောက်တစ်ယောက်ကဒီယမားရဲ့၃ယောက်စလုံးပြန်လာမယ်လို့ပြောထားတယ်ဆိုတော့ပြန်လာမယ်ဆိုပြောထားတဲ့အကြောင်းသူတို့၃ယောက်လုံး injury ပြန်ကောင်းမယ်ဆိုတဲ့သဘောတရားပဲအဲ injury ပြန်ကောင်းမယ်ပေါ့လေ real madrid ကအခု ju ပါလင်ကန်ကသူနေရာမရတယ်ပေါ့နည်းနည်းတော့အပေါက်ကွဲနေတာပေါ့ပေါက်တော့မပေါက်ကွဲပေါ့လေအဲနည်းနည်းတော့တွေ့ဝင်နေတာပေါ့လေသူက ူပါကြောင့်နေရာမရလဲဘာညာနဲ့ question တွေထုတ်နေတယ်ဂျူပါလင်ကန်ဘာလို့အခုအာတာကူလာကလည်းနေနေခြေဆွမ်းပြနေဆိုပြီးတော့ရမသွေးကအာတာကူလာကိုမတုံးပဲနဲ့ဒါအခုလက်ရှိမှာဟိုအောင်ပဲတုံးနေတယ်ဘာလို့လဲ sorry ဂျူပါလင်ကိုမတုံးပဲနဲ့အာတာကူလာကိုပဲတုံးနေတော့လည်းနေနေတော့ question ထုတ်ထားတာပေါ့လေဆိုတော့ဒါအခုလက်ရှိအနေထားပေါ့လေဆိုတော့ဒီ season ကိုအဓိကပံ့ပိုးကူညီပေးတဲ့ one spec အထူးပဲကြည့်ဦးတမတယ်။ one spec မှာအကောင့်ဖွင့်ခြင်းလို့ရှင်တော့ဒါဒါဘယ်လိုပြောမလဲ။ UKM ဆိုတဲ့ promo code သုံးနိုင်ပါတယ်တရားခံလို့ bonus ရအောင်နေပါတယ်ဒီနောက်တစ်ခုက one is pack မှာကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်ခြင်းနဲ့ deposit လုပ်ခြင်းနဲ့ withdraw လုပ်ခြင်းကျွန်တော်တို့ရဲ့ messenger တွေကိုလာရောက်ဆက်သွယ်လို့ရပါတယ် messenger မှာ account ဖွင့်လို့ရပါတယ်တခုပဲရှိတယ်ဗောလေနောက်တစ်ခုကဘာလဲဆိုတော့ဟိုကျွန်တော်တို့မြန်မာနိုင်ငံမှာပဲကစားလို့ရတယ်ထိုင်းနိုင်ငံတို့ဘာလို့မှကစားလို့မရဘူးဗောလေငွေသွင်းငွေထုတ်လုပ်ခြင်းနဲ့ကျွန်တော်ရှိမှလုပ်လို့ရတယ် Andrew Fernandez ကို Chelsea ကမရောင်းပါဘူးရောင်းမယ်ဆိုလည်း136တန်းလောက်တော့တောင်းပါအာအာ Chelsea ကလည်းမဖြစ်နိုင်ဘူး Real Madrid ကလည်းမရောင်းမဝယ်နိုင်ပါဘူး 116တန်းသူပေးပါမလားကျွန်တော်ထင်တော့မထင်ဘူးအဲ့ဒါတော့ Anzo Finance ကယူယူပဲသတင်းတက်တာကျွန်တော်ထင်တော့သတင်းတက်တာဆိုတော့အခုဒီကနေ့ညကံမဲ့ပွဲလေးအကြောင်းကျွန်တော်ပြောမယ်ဒီကနေ့ညကမြောက် Ireland နဲ့ Germany ပွဲရှိတယ် Slovakia နဲ့ Luxembourg ပွဲရှိတယ် Slovenia နဲ့ Switzerland ရှိမယ် Sweden နဲ့ Kosovo ရှိမယ် Iceland နဲ့ပြင်သစ်ရှိမယ် Ukraine နဲ့ Azerbaijan ရှိပြီးတော့မြောက် Macedonia နဲ့ Kazakhstan Wales နဲ့ Belgium ပွဲရှိတယ်ပွဲကြီးပွဲကောင်းနေအများကြီးပေါ့လေဆိုတော့ အန်ဇူဖရန်တက်စ်ကအခုဒဏ်ရာပြဿနာကြောင့်သူကဒီ international break ကနေပြန်သွားပြီးတော့အခု international break ကနေပြန်သွားပြီးတော့သူအသင်းကိုရောက်ဟိုချယ်ဆီကိုပြန်သွားပြီးပေါ့လေ international ကပြန်သွားအများကြီးပဲဒါချယ်ဒီ real madrid ကဒီ franco mason tuno လည်းပြန်သွားပြီးအဲပြန်သွားပြီးပေါ့လေဒါဘယ်လိုပြောမလဲဒါကတော့အခုလောလောဆယ်အတည်ထားပေါ့လေစိတ်ဝင်စားစရာအကြောင်းလေးတွေဒါကတော့အခုကျွန်တော်အခုခီးသွားတော့ခဏသွားတာအပြင်ခဏသွားတာပေါ့လေ ကဲဘလို့ထင်ကြလဲဆိုတော့ဒီအခုเนาะနောက်တစ်ခုကအာဂျင်တီးနားနဲ့စပိန်ရဲ့ဒါပြိုင်ပွဲဖြစ်တဲ့ဖီနာလီစီမှာပေါ့လေအဲ့ပွဲက2026ခုနှစ်မတ်လ27နဲ့23မှာကျင်းပမယ်ရပူတွေကတော့ဖြစ်နိုင်ကြီးအများဆုံးကကာတာရဲ့ဟိုဒူဟာမြို့ကလူစေးစတေဒီယံအဲ့လိုမဟုတ်ဒီကြားထဲမှာလန်ဒန်မြို့ဝေပလီကွင်းကြီးလဲအော်ပရှင်တစ်ခုရှိတယ်ပြီးတော့ Spotify Camp လို့ အဲ့သုံးခွင်ကအဓိကပဲဒါပေမဲ့ကာတာရဲ့ခွင်ကပို့ပြီးတော့ချမ်းရှိတယ်ဆိုပြီးသတင်းတွေတောက်လျှောက်တက်နေတယ်အဲ့ဒါက finalisi မှာက2026ခုနှစ် match လာမှာကမ်းပါအဲ့ဒါလေးနင်တို့စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲရှိတယ်ဆိုကြည့်ရှုအားပေးကြတဲ့ဘုလုံးချစ်ပြီးအားလုံးကျေးဇူးပါတယ်ဆိုကျွန်တော်အခုဒီ airport မှာတော့တော်တော်လေးရှင်းတယ် AECC ပဲ airport မှာ AECC ပဲကျွန်တော်ဂျောင်းလေးတနေရာမှာဒါ live လုပ်နေတာပေါ့လေဒါ internet ကောင်းနေ internet က4 hour ပေါ့လေ free ရတယ် ၄နာရီ၄နာရီရာသီဥတုကအရင်ကြီးမဆိုးပါဘူးရာသီဥတုကဒီက temperature 18 19လောက်ပဲရှိတယ်ပုံမှန်ပြန်အေးတယ်အခုဒီအခုကျွန်တော်ရောက်နေနေရအခုကကျွန်တော်နောက်တနေရသွားမှာဆိုအခုဒီနေရဒီကနေကျွန်တော်တစ်ခေါက်လာတာဗောလေဒီကိုဖြတ်ဝင်တာကျွန်တော်ကဆိုတော့အခုကျွန်တော်တို့အခုဘယ်လိုပြောမလဲဆိုတော့ဒီအခုလောလောဆယ် ဒီ Bruno Fernandez ကိုရောင်းရင် United ကရောင်းနေရောင်းချင်တဲ့အဓိကအချက်က तू ကဇန်နဝါရီမှာမထွက်ဘူး Harry Maguire လည်းအဲ့တိုင်းမှာ Harry Maguire ကို Sorry ကတပတ်ကို9သိန်းလောက်နဲ့ကမ်းလာတယ် Harry Maguire မပြောင်း Manchester United နဲ့တက်တန်းတိုးချင်တယ်သူရဲ့လောက်ခလာစာက တပတ်ကို38900ရတယ်ယူနိုက်တက်ကသူ့ကိုလာစာရှုံးရင်တက်တန်းတိုးပေးခြင်းတယ်ဒါပေမဲ့မကွာရကိုတပတ်9သိန်းလောက်နဲ့အာနာစာအပါဝင်ဆိုဒီကလပ်တွေကကမ်းလာတယ်သူကပေးချထားတယ်ဘရူနိုဖနန်ဒက်ကတော့နွေရာသီမှာလမ်းခွဲသွားနိုင်တယ်ဗျယူနိုက်တက်ကလည်းသူဈေးကောင်းရတာဗောလေဒီနှစ်ကဈေးကောင်းရနိုင်တယ်နောက်တစ်နှစ်ဆိုမသိကြတော့တန်းတရာလောက်သူတို့ကတာဂတ်ထားတယ်ဘရူနိုကိုသူတို့ရောင်းလို့ရရင်အိုက်ပစံနဲ့တခြားဟာတွေကိုအားဖြည့်မယ်။ကျွန်တော်ပြောပြမယ်အာဆင်နယ်က EPL အငွေသက်ရတယ်လို့ပြောတယ်အဝေးလိုသေးတယ်။ အခုမှခင်ဗျာပွဲစဉ်ခုနှစ်ပဲရှိတယ်ပွဲစဉ်ခုနှစ်ကဆိုးကြီးပဲရှိတယ်ပွဲစဉ်20လောက်ဆိုတော့တမျိုးပွဲစဉ်ခုနှစ်မှာဘာမှပြောလို့မရသေးဘူးပြီးခဲ့တဲ့ international break မှာ liverpool ကကျွန်တော်9မှတ်ဖြတ်ထားတာဒီ international break မှာကျွန်တော်2မှတ်တမှတ်ပြန်ဖြတ်ထားတယ်ဆိုတော့ဟိုဟိုအမှတ်ပြန်ဖြတ်ထားတယ်ဆိုတော့ away လို့သေးတယ်ခဏဆောက်အောင် man united နဲ့ liverpool နဲ့ပွဲလဲရှိတယ်ဒီတစ်ပတ်က လူ9ယောက်လဲလူ9ယောက်ပြည့်သွားလို့ရှင်ဒဏ်ရာသွားလဲမရတော့ဘူးလေတယောက်ရုံးနဲ့ယူကျူဘာလိုက်ကမအောင်မြင်ဘူးဆိုရင်ယူကျူဘာလိုက်ကအောင်မြင်မယ်ဆိုမဆိုင်ဘူးယူကျူးလောက်တာက အောင်မြင်တယ်မအောင်မြင်စားအဓိကအပင်ပန်းခံနိုင်ဖို့အလို့ကြိုးစားဖို့ consistent ဖြစ်ဖို့ပတ်စံပတ်စံမရပတ်စံက3-4နှစ်လောက်ကတပြားမမရအဲ3-4နှစ်လောက်မတပြားမမရတော့တိခံပြီးတော့ဇွဲရှိရှိနဲ့လုံနိုင်အချိန်တန်တခုခုဖြစ်တယ်ချိန်တိုင်းတော့တနေရာမဟုတ်တော့တနေရာရောက်တယ်ကိုကဘာ subject လုံမှာလဲကိုလုံချင်တဲ့ဟာလဲလူစိတ်ဝင်စားဖို့လဲရှိတယ်ပြီးတော့ဆွဲဆောင်နိုင်မှုစိတ်ဝင်စားမှုရှိဖို့ဒီလောက်တွေအလိုကုန်လုံးကကျွန်တော်တနေ့နှစ်နှစ်နဲ့လောက်ရတာမဟုတ်5-6နှစ်လောက်ကြာတယ်3-5နှစ်လောက်ကိုတေချာစနစ်ကျလုပ်ပြီးတော့ပြီးထားပါတော့တနေ့ကိုဗီဒီယို တနေ့ဗီဒီယို၅ဘုတ်တင်အဲ့ငါဘုတ်လုံးရက်365ရက်လုံးတင်ရတာဒီချိန်ဒီချိန်မှာထားပါတော့မနက်၈နာရီမှာတပုတ်၁၀နာရီမှာတပုတ်ဒါ၂နာရီမှာတပုတ်၅နာရီပါအဲ့လိုသူတတ်မှတ်ထားတဲ့အချိန်တွေမှာဗီဒီယိုတင်နိုင်လို့ရှိရင်ကိုချီကိုအချိန်မွေးရောက်လာတဲ့လူတွေကဘာလို့ကိုတင်တဲ့အကြောင်းအရာစိတ်ဝင်စားမှုပုံမူတည်ပြီးအဲ့ကြောင့်ပြောတာချက်ချင်းတနေ့နေ့နဲ့တော့လုံးလို့မရအောင်ဘယ်လုံးမှဘယ်လုံးမှဂျူးဂျူးရဲ့လုံးမဟုတ်ဘူး Facebook ရဲ့လုံးမဟုတ် TikTok ရဲ့လုံးမဟုတ်ဘယ်လုံးမှတနေ့နေ့နဲ့သုံးလေးနေ့နဲ့မရဘူး အကုန်လုံးကအချိန်အများကြီးပေးဆက်ရတယ်အချိန်တွေအများကြီးပေးဆက်ရတယ်နိုင်တွေအများကြီးပေးဆက်ရတယ်အလုပ်တွေအများကြီးလုပ်ရတယ်ကျွန်တော်တို့ဒီအလုပ်တွေလုပ်ပြီးခဲ့တယ်ကျွန်တော်မှရုပ်ရှင်လည်းမကြည့်ရဘူးရုပ်ရှင်မကြည့်ရအောင်ကျွန်တော်မှ entertainment တွေဘာမှမရှိဘူးအဲတော်တော်ရှားတယ်အားလုံးကသတင်း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 ပဲအားကြောင့်တစ်ခါတည်းကြာရင်တချို့ဒီလိုလုပ်တွေကလူစိတ်ထဲမှာတော့တော်တော်လေးစင်ပြေမယ်လောကကတော်တော်ကြီးအားဆက်ရတယ်အများကြီးရှိတယ်အားကြောင့်မို့ဟိုဘယ်လုံးမဆိုအဲ့လောက်ကြီးတော့မလွယ်ကူဘူးဗျ ကျွန်ပြောမယ်အာစနယ်ဘယ်တော့မှအာထက်တာကိုမထုတ်ဘူးခင်ဗျားတို့အာထက်တာကိုထုတ်စီခြင်းထုတ်လိမ့်မယ်ခင်ဗျားတို့ပဲထုတ်မှာသူတို့ဘယ်တော့မှမထုတ်ဘူးမထုတ်ဘူးအသိအပြအဆင့်တနေရာရောက်လို့ရှင်သူတို့ကမထုတ်ဘူးအင်းကဲဆိုတော့အခုဘာလို့ဆိုတော့အသိအရလက်ကောင်းနေလို့ရှင်သူတော်တော်မထုတ်ဘူးဗျာအခုဒါကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပိတ်သက်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒါအခုကျွန်တော်အခုလင်းရခုံနေပြီလင်းခုံနေပြီလင်းလင်းရခုံတော့မခုံသေးဘူးစပြီးတော့တချို့လူတွေတော့ကျွန်တော်စပြီးလွတ်နေပြီလေဆိုတော့ ဒါအခုဒီနေ့စီစဉ်ကိုအဓိကပံ့ပိုးကူညီပေးတဲ့ One Spec ကိုထူးပဲကျေးဇူးတင်ပြောချင်ပါတယ်ဒီစီစဉ်ကိုကြည့်ရှုအားပေးကြတဲ့ဘောလုံးချစ်ညီကိုပြည်သက်တဲ့အားလုံးကျေးဇူးပါနောက်တစ်ခါကလေဒါဘယ်လိုပြောမလဲဆိုတော့ဟို One Spec မှာအကောင့်ဖွင့်လို့ချင်း UKM ဆိုတဲ့ promo code ကိုတုံးနိုင်ပါတယ်တရားခံလုံး bonus ရောင်းနိုင်ပါတယ် One Spec မှာ deposit တွင်းလို့ရတယ် withdraw လုပ်လို့ရတယ်ကျွန်တော်တို့ရဲ့ messenger ကိုလာရောက်ဆက်သွယ်လို့ရပါတယ်နောက်ကျွန်တော်ရဲ့ personal account YouTube ဟိုလေဟို TikTok account လေးကိုလည်း follow လုပ်ပေးကြပါလို့ကျွန်တော်ရဲ့ profile မှာလည်းရှိပါတယ် ကြည့်ရှုအားပေးကြတာဘောလုံးချစ်ပိတ်တဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ကျမှကျွန်တော် surprise တိုက်မယ်အခုတော့ကျွန်တော်လင်ကကျွန်တော်ခေါ်နေပြီလင်ကိတ်ကခေါ်နေပြီဆိုတော့ကျွန်တော်သွားဖို့လုပ်လိုက်ပါဦးမယ်ဒီနေ့အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဘောလုံးချစ်ညီကိုပိတ်တဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်